အနာထဘိဏိကဝေစန္ဒီမတသုံးတဲ့စန္ဒီမတနတ်သားဟာမြတ်စွာဘုရားဇေတဝန်ကြောင့်တည်ရှိစဉ်ညာပိုင်းမြတ်စွာဘုရားတန်ချင့်ကပ်ပြီးတော့ဒီကတာလျှောက်ဒေဟိတုထေကမိတ်တန်တိကိစေဝါမကတိမကဇာနာနိဥပတံပစ္စဧကောတိနိပကတတာရေကျင်ပုဂ္ဂိုလ်တို့သည်ဇာနာနိဥပတံပစ္စဇံတွေကိုပြည့်ပြည့်စုံအောင် လုပ်ပြီးတော့ ဧကောဒီတည်ငြိမ်သောစိတ်ရှိပြီးတော့နိဗ္ဗာန်ပညာတွေရင့်ကျက်ပြီးတော့တတတတိကောင်းပြီးတော့နေကြတယ်ပြောကြနာတော့ဇံရအောင်ထိအထုတ်ထားတဲ့ပုံကိုယ်တွေဇံရအောင်အထုတ်ထားတဲ့ပုံကိုယ်တွေဆိုရင်ဧကောဒီသူတို့စိတ်ကလေးတွေကတည်ငြိမ်နေကြတယ်နိဗ္ဗာန်ပညာတွေကလည်းပဲပို့ပြီးတော့တိုးတက်လာကြတယ်တတတတိတွေလည်းကောင်းလာကြတယ်အဲ့လိုဇံတွေရအောင်အထုတ်ပြီးတော့ တတိပညာတမာတိတွေကောင်းနေတဲ့ပုံကိုယ်တွေဟာသို့ထိန်ကမိတ်တန်ဒီတဲ့ချမ်းသာကိုတကယ်ရောက်သွားကြတာပဲချမ်းချမ်းသာသာနေနိုင်တဲ့ပုံကိုယ်တွေပဲဘာနဲ့တူတယ်လဲဆိုတော့ကစ်စေအမကတအမကတေမကာအမကတေမကတဆိုတာချင်ပေါ့အမကတဆိုတာချင်မရှိတဲ့ကစ်စေတောင်ကြားမြကြားမှာချင်းလည်းမရှိတဲ့တောင်ချားမြချားရေတွေပါလေပြည့်စုံနေပေါ့ရေပြည့်စုံနေတောင်ချားမြချားမှာမဂါသားသမင်တွေဟာ ချမ်းချမ်းသာသာနေနိုင်ကြတယ်လို့ပဲသာသမင်တွေဟာတောင်ကြားတောင်ကြားမှာရှိတဲ့မြစ်ဘေးမှာနေကြပြီဆိုရင်ခြင်တွေလည်းအကိုက်မခံရဘူးရေလည်းပဲအဆင်ပြေတယ်အဲမြက်တွေကလည်းပဲပြည့်စုံတယ်ဒါကြောင့်အစားအသောက်ကလည်းအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်ချမ်းချမ်းသာသာနေနိုင်ကြတယ်လို့ပဲဇန်နေရပြီးတော့တမာရီတွေပညာတွေတတိတွေအားကောင်းနေတဲ့ပုံကိုယ်တွေဟာစိတ်ချမ်းသာမှုအပြည့်ရကြပါတယ်လို့နတ်သားကပြောတာအဲ့ဒါကိုပဲမြတ်စွာဘုရားက ဘာသာနဲ့ပြန်ပြောတယ်တေဟိပါရံဂမိတ်တန်နေစစ်တော်ဇာလံဝအံပုဇောဇာနာနေဥပတံပစ္စာအပမတ်တာရနေစာမြတ်စွာဘုရားကြောင့်ပိုးပြေဆုံးသွားပြီအကျင်ပုဂ္ဂိုလ်တွေကဇာနာနေဥပတံပစ္စာဇန်နေလည်းပဲပြည့်ပြည့်စုံအောင်လုပ်သွားနိုင်ကြတယ်ဇန်နေလည်းရသွားကြတယ်အပမတ်တာမမေ့မလျော့မပေါ့မဆနဲ့တရားတွေဆက်အားထုတ်လိုက်တဲ့အခါကျတော့ရနေစာခိလေသာတွေကိုလည်းပဲစွန့်နိုင်သွားကြတယ် မဖို့တွေရနိဗ္ဗာန်တွေရောက်ပြီးတော့ကိလေသာတွေကိုလည်းပဲစွန့်နိုင်ကြတယ်ဒါလောကီဆန်နေမဟုတ်သေးတော့ဘူးလောကုတ္တရာဆန်မှာရောက်သွားပြီပေါ့ဇန်လောကီဇန်တွေကိုလည်းရကြတယ်လောကုတ္တရာဖြစ်တဲ့မဖို့တွေရပြီးတော့ကိလေသာတွေကိုလည်းပဲပယ်နိုင်သွားကြတဲ့သူတွေဟာတော့တေဟိမာရံကမိတ်တန်ဒီတကယ်တစ်ဖက်ကန်းနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကို ရောက်အောင်သွားနိုင်ကြတဲ့သူတွေပဲသူတို့ကတော့ဗာနဲ့သူလည်းဆိုတော့စစ်တော်ဇာလံဝအံဘူဇောငါးတွေဟာဇာလံသူ့ကိုဖမ်းလိုက်တဲ့ပိုက်ကွန်တွေကိုစစ်တော်ဖြတ်ပြီးတော့ ပိုက်ကွန်နေနဲ့ငါးပန်းလိုက်တဲ့ကငါးတွေကပိုက်ကွန်ကိုဖောက်ပြီးတော့ထွက်သွားနိုင်တယ်လို့ပါပဲတဲ့ကိလေသာကုန်ခန့်ယဟနာဖြစ်တဲ့ပုံကိုယ်တွေကတော့နိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုရောက်ပြီးတော့ကိလေသာတွေရဲ့အနှိမ့်ဆက်မခံရတော့ဘူးကိလေသာတို့ရဲ့အနှောင်ဖွဲမခံရတော့ဘူးဒီလိုပြောလိုက်တာပေါ့သာလိမတဏ္ဍာကတော့ဇန်နေရရင်ကာမကုန်ကိုလည်းပဲမမတ်တော့ဘူးနိဗ္ဗာန်တွေလည်းအနောက်ချက်မပေးတဲ့အတွက်ကြောင့်စိတ်ချမ်းသာတယ်လို့ပြောတာမြတ်စွာဘုရားကတော့ဇန်ရတာဇန်ရတာကနေတဆင့်မက်ဖိုရီပါရနိုင်မယ်ဆိုရင်တော့ကိလေသာအလုံးကုန်ပြီးတော့ဟောတကယ်နိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်း ဒုက္ခတခုမှမရှိတော့တဲ့နေရာကိုရောက်သွားနိုင်ပါတယ်လို့ပြောတာပေါ့။နောက်ဝန္ဓုတော့ဝန္ဓုနတ်သားကမြတ်စွာဘုရားကိုရှောက်တယ်။ဒုက္ခိတာဝတေမနုဇာဒုက္ကတံပရိရုပါတိယ။ယုံဇံဘုဒ္ဓောယုံဇံဂေါတမသာသနေအပမတ္တနာနုသက်ခရေ။ဂေါရမသာနေမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားရဲ့သာနာတော်မှာ ယုံ산ကြိုးစားအားထုတ်မှုတွေလည်းပဲလုပ်ကြမယ်။အပမတ္တာတတိလည်းပဲမလွတ်ဖဲနဲ့သိက္ခာရေကျင့်သိက္ခာသုံးပါးတွေကိုကျင့်သုံးကြမယ်။ဒုက္ကဒံပယိရုပါတိယဘာလို့ဆိုမြတ်စွာဘုရားကိုလည်းပဲစိက္ခာစိက္ခာနိုင်ကြမယ်ဆိုရင်ဒုက္ခိတာချမ်းသာကြပါလိမ့်မယ်။ပြောကြတယ်အဲ့တော့ဘာလို့ဆိုတော့ဂေါရမမြတ်စွာဘုရားရဲ့သာသနာမှာရှင်ဟံပြုတ်ကွန်ရတဲ့ပုံကိုယ်တွေဟာမြတ်စွာဘုရားနဲ့ခဏခဏတွေ့ကွန်ရသွားတဲ့အတွက်ကြောင့်တရားတွေလည်းအာထုတ်ဖြစ်လိမ့်မယ်။ တိတ်ခါသုံးပါးတွေလည်းပဲမမေ့မလျော့ကျင့်နိုင်ကြလိမ့်မယ်အဲ့လိုပုံကိုယ်တွေဟာဖျားဆိုတဲ့သူတော်ကောင်းကြီးနဲ့တွေ့ခွင့်ရလို့တကယ်ချမ်းသာအစ်ကိုရသွားကြတဲ့သူတွေပဲလို့ပြောတာရောက်တဲ့ကမြတ်စွာဘုရားကမိတ်နေရေမေပုတ်တယ်တတိတိတ်ထိပရေအနုတိတ်ခါနေဇာကြီးနော်ဘုတ်တယ်မေပုတ်တယ်ငါဟောထားတဲ့တိတ်ထိပရေငါဆုံးမထားတဲ့တရားတော်တွေအတိုင်းပဲ အနုဒိတ်ခံဒီကျင့်ကြတဲ့ပုံကိုယ်တွေဇာယီနော မကောင်းမှုတွေကိုရှုတ်မြိုင်ညာရှုတ်မြိုင်နိုင်ကြတဲ့ပုံကိုယ်တွေကာလေအပမစ္ဆန္တာသင့်တော်လျောက်ပတ်တဲ့ကာလတွေမှာလည်းပဲမပေါ့မဆနေနိုင်ကြတဲ့ပုံကိုယ်တွေဟာနမက်စုဝတ္တကသင်မင်းရဲ့အလိုကိုမလိုက်ကြရတော့ဘူးပြောကြတာတော့ငါပြတာစီးကပ်ရုံနဲ့မကပါပဲနဲ့ကွာတဲ့ငါဟောတဲ့တရားတွေကိုသေသေးချာချာနားထောင်မယ်ငါဟောတဲ့တရားတွေအတိုင်းလိုက်နာကျင့်သုံးနိုင်မယ် ဇန်နေလဲရမယ်ပြီးတော့နိဗ္ဗာန်ရောက်ဖို့ရာအတိနိဗ္ဗာန်မရောက်မရင်ဆက်လက်ကြိုးစားအားထုတ်နိုင်တဲ့ပုံကိုယ်တွေဟာခဏခဏသေခြင်းဆိုတဲ့သေခြင်းတရားတွေသူမရောက်ရတော့ဘူးသေခြင်းရဲ့လွတ်ရာနိဗ္ဗာန်ကိုသူတို့တွေရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်သေခြင်းရဲ့နယ်ပယ်ကနေသူတို့တွေကျော်လွန်သွားနိုင်ကြပြီလို့ပြောစားပြရကမိတ်တာပေါ့နော်နောက်ဒီကလတ်တိသုံးဒီကလာတိတော့ကတော့ဟောထားတဲ့ကဂါထာဆိုထားတဲ့ဂါထာတော့အတူတူပါပဲရှေ့မှာပြောခဲ့ပါခဲ့ပြီးသားပဲနော် ဒုတိယကတ္တပတုတ်ထဲမှာပါခဲ့ပြီးသားပဲဒီကလက်ထိနတ်သားကလာလျှောက်တယ်ဒါလေးပဲထူတာပါပဲဒီကလက်ထိဆိုတာဒီကဆိုတာရှည်တော့လက်ထိဆိုတာခန္ဓာကိုယ်ခန္ဓာကိုယ်ရှည်တယ်လံပါကြီးပေါ့ကွာနော်ခန္ဓာကိုယ်ရှည်တဲ့နတ်သားတကယ်ဆိုနတ်သားတွေဟာတဲ့အထာကတည်းကဖွင့်ထားတာလေဒါလေးတွေဥစဉ်တော့မှတ်ထားကြအောင်နတ်သားတွေကခန္ဓာကိုယ်အတူတူပဲတဲ့သုံးခါဟုတ်ကြီးပဲတဲ့ဘယ်နတ်သားနေနေရှည်တယ်ပုတယ်ဆိုတာမရှိဘူးတဲ့အခုနတ်သားကတော့လူဘဝတုန်းက အရက်ရှိတဲ့အတွက်ကြောင့်ဒီကလက်ထီဒီကလက်ထီလို့အများကခေါ်ကြတယ်။သူကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နတ်ပြည်ရောက်တဲ့အခါကျတော့လည်းပဲအဲ့ဒီနာမည်ကပဲပါလာတာဖြစ်တဲ့အတွက်ဒီကလက်ထီနဲ့သားဆိုတာဖြစ်တာတဲ့။နတ်ပြည်မှာရက်ရှိလို့မဟုတ်ဘူးတဲ့။နော်။အဲနန္ဒနသုတ်ဒါလေးပြီးရင်တော့ပါပြီ။နန္ဒနနတ်သားကမြတ်စွာဘုရားကိုဂါထာနဲ့လျှောက်တယ်။ပௌဇာမိတံဂေါဓမဘူရိပညအနာဝတံဘုဂဝတောညာနာတတနံမြတ်စွာဘုရားမြတ်စွာဘုရားဟာဘူရိပညာ ဉာဏ်ပညာကလည်းကြီးကျယ်တယ်ဗျာမြေကြီးလိုပဲကြီးကျယ်တဲ့ဉာဏ်ပညာရှိတော်မူပါတယ်ဗျာမြတ်စွာဘုရားရတ္တပိဋကဉာဏ်ဟာလည်းပဲအနာဝတံအပိတ်အပင်အတားဆီးမရှိဘူးမမြင်နိုင်တာတစ်ခုမှမရှိဘူးအကုန်လုံးကိုမြင်နိုင်ပါတယ်ဗျာဒါကြောင့်ဉာဏ်ပညာကြီးကျယ်တော်မူတဲ့အကုန်လုံးကိုမြင်နိုင်တဲ့တပိဋကဉာဏ်ဖြစ်တဲ့မြတ်စွာဘုရားကိုတပည့်တော်မေးခွန်းမေးခြင်းပါတယ်ဗျာကထာဝိဒံသီလဝန္တံဝရန္တိဘလိုပုဂ္ဂိုလ်ဟာသီလရှိတဲ့ပုဂ္ဂိုလ်လို့ဆိုနိုင်ပါလဲ ကထာဝိတံပညာဝဏ္ဏဝရံတိဘလိုပုဂ္ဂိုလ်ကိုပညာရှိတဲ့ပုဂ္ဂိုလ်လို့ဆိုနိုင်ပါတယ်လေကထာဝိတောဒုက္ခမေတ္တိစာဣရိယတိဒုက္ခကိုလွန်မြောက်ပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်ဒုက္ခလွန်မြောက်သွားတဲ့ပုဂ္ဂိုလ်ဆိုတာဘလိုပုဂ္ဂိုလ်လဲကထာဝိတံဒေဝတာပူဇယံတိနတ်တွေကပူဇော်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘလိုပုဂ္ဂိုလ်လဲဒီလိုမေးတာပေါ့အဲ့ဒီအခါကျတော့မြတ်စွာဘုရားကဖြေတယ်ယောတိလဝါပညာဝါဘာဝိတတော်တမဟိတော်ဇာနာတော်တတိမာ တပတ္တသောကဝိကတဗဟိနာခိနာတောအန္တိမဒေဟဓာတိဒါယန္နာပုဂ္ဂိုလ်ရဲ့ဂုံပုတ်တွေကြီးပါပဲယောအကျဉ်ယန္နာပုဂ္ဂိုလ်ဟာသီလဝါတကယ်ကိုလောကီလောကုထရာသီလအကုန်အပြည့်စုံရှိသွားပြီပညာဝါပညာနေနဲ့လည်းပဲလောကီလောကုထရာပညာတွေအကုန်အပြည့်စုံရှိသွားပြီဘာဝိတတောဘာဝနာလည်းပဲပြီးပြီးမြောက်အောင်ထီကိုပွားများပြီးသွားပြီတမာဟိတောတမာရိကလည်းကောင်းတယ်ဇာနာရတောဇာနဲ့ပဲအမြဲတမ်းပျော်နေတယ်တတိမာတတိကလည်းကောင်းတယ် အတ္တသောကတပ္ပတ္တပါသောကဝိကတာသောကအာလုံးစိုးရိမ်မှုအာလုံးတွေကိုလည်းပဲအကုန်လုံးကျင်းသွားပြီးပယ်ပြီးသွားပြီခိနာသောအာသောလည်းကုန်သွားပြီအဒီမှာတရားဓာတ်ဒီနောက်ဆုံးခန္ဓာကိုယ်ကိုစောင်းနေဒီဘဝပြီးရင်နောက်ဘဝမှာပြိတ္တန်တွေမနေရတော့ထားလိုက်ပါတော့ဒါကြောင့်သီလသမာဓိပညာပိုင်းအနေနဲ့ယဟန္တာဖြစ်တဲ့ယဟန္တာအဆင့်အထိနော် ပြည့်ပြည့်စုံစုံဂုံတွေရှိသွားတဲ့ယဟန္တာပုဂ္ဂိုလ်ကြီးအဲယဟန္တာပုဂ္ဂိုလ်ကြီးကိုပဲတထာဝိတံသီလဝဏ္ဏဝရံဒီသီလအပြည့်စုံဆုံးပုဂ္ဂိုလ်ဆိုတာယဟန္တာပုဂ္ဂိုလ်ကိုပြောတာ တထာဝိတံပညာဝနာဝရံတိပညာအရှိဆုံးပုဂ္ဂိုလ်ဆိုတာယန္နာပုဂ္ဂိုလ်ကိုပြောတာတထာဝိတော့ဒုက္ခမတိစ္ဆာအိရိယတိဒုက္ခတွေကိုလွန်မြောက်သွားပြီးဒုက္ခကိုကျောသွားပြီဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲယန္နာပုဂ္ဂိုလ်မှာပဲတကယ်ပြောလို့ရမှာတထာဝိတံဒေဝတာပူဇံတိနတ်တွေပူဇော်ထားတဲ့ပုဂ္ဂိုလ်နတ်တွေအမြဲတမ်းဥထိတ်ထားတဲ့ပုဂ္ဂိုလ်ဆိုတာလည်းပဲယန္နာပုဂ္ဂိုလ်ကိုပဲပြောတာလို့ပြောတာဒါကြောင့်တခါလေးကျဥစဉ်တို့တွေတခါလေးကျတော့ ပုရုဇဉ်ဘဝနဲ့သီလရှိယုံလေးနဲ့ကိုယ့်ကိုယ်ကိုသိပ်ပြီးတော့အထင်မကြီးနဲ့ဘုံလမ်းဆုံးမရောက်သေးဘူးနော်ပုရုဇဉ်ဘဝနဲ့ပရိယတ်တိပညာလေးတွေတတ်ယုံလေးနဲ့ဘွဲ့ဒီဂရီတွေရလုံလေးနဲ့ကိုယ့်ကိုယ်ကိုပညာရှိတယ်လို့ပြောလို့မရသေးဘူးเออกูกูกูอ่ะบวชดีกรีတွေရောပညာတွေရောအကုန်အဆုံးရောက်ပြီဆိုတော့じゃကိုကိုကိုဟာအဆုံးရောက်သွားပြီလို့ကိုကိုကိုထင်းမနေနဲ့เนาะအဲငါဟာဘာလဲဆိုရင်အာလုံးပြည့်စုံသွားပြီဒုက္ခမရှိတော့ဘူးလို့တော့မထင်နေဘူး ။နောက်ကြတော့အများကလေးစားတိုက်တယ်လို့ပြောတဲ့ပုဂ္ဂိုလ်ကလည်းပဲဟာကိုဒီသာမန်ဂုံလေးနဲ့တော့အများကလေးစားတိုက်တယ်လို့ပြောလို့မရသေးဘူး။ယဟနာပုဂ္ဂိုလ်ကမှသီလအရှိဆုံးပုဂ္ဂိုလ်ပဲ။နော်ဒါနောက်ဆုံးအဆင့်ပဲ။ယဟနာပေါ်ဖြစ်တဲ့ပုဂ္ဂိုလ်ကမှသာလျှင်ပညာရှိဆုံးပုဂ္ဂိုလ်ပဲ။ယဟနာဖြစ်မှသာလျှင်ဒုက္ခအာလုံကုန်သွားတယ်။တောတာပန်ဆိုလည်းဒုက္ခအာလုံမကုန်သေးဘူး။ဒါကတကံလည်းဒုက္ခအလုံးမကုန်သေးဘူးအနာကံလည်းဒုက္ခအလုံးမကုန်သေးဘူးယဟနာဖြစ်မှသာလေဒုက္ခတွေကိုပုံနိုင်တဲ့ပုဂ္ဂိုလ်လို့ပြောတယ် နောက်ကြတော့ဘုနတ်တေပူဇော်ထားတဲ့ပုံကိုဆိုတာလည်းပဲတကယ်ယဟနာပုံကိုရမှာနတ်တေကပူဇော်ထားတဲ့ပုံကိုတွေပဲနတ်တော်ပူဇော်တယ်ဆိုတော့လူတွေရောပြောအောင်နေနေပေါ့နော်ဒါကြောင့်အများလေးစားထားတဲ့ပုံကိုဆိုတာကိလေသာအာလုံကုန်မှတာလေအများလေးစားထားတဲ့ပုံကိုလို့ပြောလို့ရတယ်ဒီကရဏဒီလိုပြောတာပေါ့နော်ကဲတော့ပါ